မင်္ဂလာပါရှင် Torchstan Channel ကနေဒီကနေ့ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမအဦးဆုံးတွေ့ဆုံမှုပြီး Trainer ရှိတို့ပူဆန်ကနေထွက်ခွာရွှေနေပွဲရလဲပေါ်နှုတ်ဆက်နေကြစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်သမ္မတရှီကျင်းပြင်းနဲ့တွေ့ဆုံဆွေးနွေးမှုအပြီးမှာတော့ American သမ္မတ Donald Trump ရဲ့အာရှခီးစဉ်လဲဆုံးသက်ပြီးတောင်ကိုရီးယားကနေထွက်ခွာမှာဖြစ်ပါတယ်။ အော်တိုဘာ30ရက်နေ့ကထရန့်နေရှိတော့ဟာတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကဂင်ဟေးနိုင်ငံတကာလေဆိပ်မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။2019နောက်ပိုင်းသူတို့နှစ်ဦးရဲ့ပထမဆုံးချင်းတွေ့ဆုံမှုဟာနိုင်ငံခြားကုန်သွယ်ရေးဆိုင်ရာတင်မာမှုတွေကိုဖြေလျှော့ဖို့ရည်ရွယ်ထားပါတယ်။တရုတ်အစိုးရပိုင်း CCTV သတင်းဌာနကတော့ဆွေးနွေးမှုတွေဟာတနင်္လာနေ့မိနစ်40ကြာမှပြီးဆုံးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ အဲ့ဒီတကားပိအစည်းအဝေးရဲ့ရလဒ်တွေသဘောတူညီချက်တွေကိုတော့မသိရသေးပါဘူးအစည်းအဝေးကြာချိန်ဟာမူလခံမှန်းထားတာထက်ပိုမိုရှည်လျားခဲ့ပါတယ်သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတဲ့လေးစိတ်ခမ်းမဆောင်ရှင်မှာတရင်တော့တွေကစောင့်ဆိုင်နေပေမဲ့နှစ်ဖက်စလုံးကအစည်းအဝေးနဲ့ပတ်သက်ပြီးတခုခုထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူးနောက်တော့ဒေယုတမရရဲ့ရင်တန်းဟာအာရှပစိဘိစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအေပက်ဖွဲ့ညီလာခံတက်ရောက်ဖို့အတွက်ဂွမ်ဂျူမြို့ကိုထွက်ခွာသွားပါတယ်ထရန်ကတော့ပြီးခဲ့တဲ့တရက်တည်းကသူပါဝင်ရောက်မဲ့အေပက်ဆွေးနွေးပွဲအစိတ်ပိုင်း တွေမှာရွှေနှွေးမှုတွေလှုပ်ဆောင်ထားတဲ့အတွက်လိစိတ်ကနေတန်းပြီးထွက်ခွာသွားပါတယ် အစည်းအဝေးလုပ်နေချိန်မှာကလေးကတမရရဲ့စီတော်လေးရဲ့ F1 ကိုလည်းလေးစိတ်ထဲမှာအသင့်ပြင်ဆင်ထားခဲ့ပါတယ်။ထရန်ဟာမလေးရှား၊ဂျပန်နဲ့တောင်ကိုရီးယားတို့ကိုတွားရောက်တဲ့သူ့ရဲ့၅ရက်ကြာအာရှခီးစဉ်တော့တွင်ရှီနဲ့တွေ့ဆုံခဲ့တာပါ။ရှီကတော့တောင်ကိုရီးယားကိုစက်တက်နဲ့တွေ့ပထမဆုံးချင်းချိန်ချလာတာဖြစ်ပါတယ်။ရှီရဲ့ခီးစဉ်တခြားတရုတ်ဆန်ချင်းရဲ့ဆန္ဒပြမှုတွေဖြစ်မလား။တောင်ကိုရီးယားအာဏာပိုင်တွေကလုံခြုံရေးကိုအထူးတင်းကျပ်စီမံထားခဲ့ပါတယ်။ထရန်နဲ့ရှီတို့ရဲ့တွေ့ဆုံမှုမှာတော့ မြေရှားတပ်ထုတွေကုန်သွယ်ရောင်းဝယ်ရေးတရုတ်ပိုင်လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ TikTok ရဲ့ American လုပ်ငန်းခွဲကို American စီလက်လွဲရောင်းချရင်းနဲ့တခြားကုန်သွယ်စီးပွားရေးဆိုင်ရာအကြောင်းအရာတွေကိုအဓိကဦးစားပေးဆွေးနွေးကြမယ်လို့ယုံကြည်ရပါတယ်။ဆွေးနွေးပွဲမတိုင်ခင်မှာ Trump ကအဲ့ဒီတွေးဆမှုရဲ့ရလက်တွေအောင်မြင်မယ်လို့ယုံကြည်ကြောင်းပြောခဲ့ပေမယ့်ဆွေးနွေးပွဲပြီးမှာတော့ဘာမှတ်ချက်မှမပေးဘဲတောင်ကိုရီးယားကနေပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။ ဆက်လက်ပြီးတောင်ကိုရီးယားအတွက်နျူကလ িয়ার ရင်ကုန်သင်္ဘောတည်ဆောက်ဖို့ထရန့်ခွင့်ပြုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားအတွက်နျူကလ িয়ার စွမ်းအင်သုံးတိုက်ခိုက်ရေးရင်ကုန်သင်္ဘောတစ်စီးတည်ဆောက်ပေးဖို့ခွင့်ပြုလိုက်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်။ဒါဟာကမ္ဘာတစ်လွှားမှာနျူကလ িয়ার ရင်ကုန်သင်္ဘောတွေပိုင်ဆိုင်ထားတဲ့နိုင်ငံအနေချင်းစီရင်တဲ့တောင်ကိုရီးယားကိုပါဝင်ခွင့်ပြုလိုက်တဲ့သဘောလေးဖြစ်ပါတယ်။လူမှုကွန်ရက်ပေါ်မှာရေးသားထားရမှာတော့ထရန့်ကတောင်ကိုရီးယားရဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ထားတဲ့ ဖီလာဒဲဖီးယားတင်မောချင်းတို့ကမှအဲ့ဒီရိတ်ရဲတစ်ကိုတိဆောက်စေမယ်လို့ဖော်ပြထားပါတယ်။ထရန့်ဟာအောက်တိုဘာ29ရက်မှာသူ့ရဲ့အာရှခီးစဉ်နောက်ဆုံးအဆင့်ဖြင့်တောင်ကိုရီးယားကိုရောက်ရှိနေပြီးအင်ရှင်နိုင်ငံရဲ့သမ္မတလီချေမြောင်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။တောင်ကိုရီးယားဟာအမေရိကန်စီကရင်းနှီးနဲ့ ဒဏ်ငွေပမာဏအမြောက်များဝယ်ယူရေးကိုလည်းလက်ခံကြရပြုခဲ့တယ်လို့ထရန့်ကဆိုပါတယ်။ဒါပြင်ထရန့်နဲ့လီတို့ဟာနှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုစာချုပ်ရဲ့အပိသက်ညီနိုင်မှုအဆင့်တွေကိုလည်းအောက်တိုဘာ29ရက်နေ့ဆွေးနွေးပွဲမှာအတူလက်မှတ်ရေးထိုးခဲ့ပါတယ်။လီဟာပြည်တွင်းမှာနျူကလ িয়ার လောင်စာကိုကိုယ်တိုင်သက်စင်ထုတ်လုပ်ခွင့်ရရင်ထရန့်စီကလည်းခွင့်ပြုချက်ရဖို့တောင်းဆိုထားတယ်လို့လည်းသိရပါတယ်။ နှစ်နိုင်ငံသဘောတူထားတဲ့စာချုပ်အရတောင်ကိုရီးယားဟာအမေရိကန်သဘောမတူဘဲနျူကလ িয়ার လောင်စာတန့်စင်ထုတ်လုပ်ခွင့်မရှိပါဘူး။ထရန်ကတောင်ကိုရီးယားအတွက်လက်ရှိအသုံးပြုနေတဲ့ဟောင်းနွမ်ပြီးအရန်ထက်ထက်မြက်မြက်မဟုတ်တော့တဲ့ဒီဇယ်အင်ဂျင်သုံးရေငုပ်သင်းမော်ရီစာနျူကလ িয়ার စွမ်းရည်သုံးရေငုပ်သင်းမော်တစီတိဆောက်နိုင်အောင်ခွင့်ပြုပေးခဲ့ကြောင်းသူကိုယ်တိုင်ထူထောင်ထားတဲ့လူမှုကွန်ရက်ပလက်ဖောင်း True မှာရေးသားခဲ့ပါတယ်။တောင်ကိုရီးယားဟာကမ္ဘာပေါ်မှာခင့်မီဆုံးသင်းမော်တိဆောက်မှုစွမ်းရည်တွေကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့နျူကလ িয়ার စွမ်းရည်နဲ့ ံပေါင်းတဲ့စနစ်မျိုးကိုကိုက်တွေတိဆောက်နိုင်တဲ့နိုင်ငံတွေကတော့ကမ္ဘာပေါ်မှာအရန်နေနေလေးပဲရှိပါတယ်ထရန်ဟာပြည်ထောင်နယ်လေပူပေါင်းပြီးဩစတြေးလျအတွက်နျူကလ িয়ার စွမ်းအင်သုံးရှိန်ငုတ်တင်မောတွေတိဆောက်ပေးကိစ္စကိုမီးစိမ်းပြထားပါတယ် အဲ့ဒီသဘောတူညီမှုကြောင့် American ရဲ့ nuclear စွမ်းရင်သုံးရင်းငုံတင်မောတိစောင်းမှုဤပညာကို Australia ဇင်လဲဝေမျှပေးရမှာဖြစ်ပါတယ်။ American ဟာအဲ့ဒီဤပညာကို1950ပြည့်လွန်နှစ်တွေတုန်းကပြည်ထောင်တနိုင်ငံနဲ့စီကိုသာမျှဝေပေးခဲ့မှုပါတယ်။ထွန်းနယ်လီတို့တွေ့ဆုံကြချိန်မှာတော့လီကတောင်ကိုရီးယားရဲ့ကာကွယ်ရေးကဏ္ဍကို American ကအများပြားတာဝန်ယူထားရကနေရှော့ပေါ့စင်နိုင်ရတဲ့ nuclear စွမ်းရင်သုံးရင်းငုံတင်မောတို့ချို့တိစောင်းနိုင်ရတဲ့တောက်ဆိုခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လောလောဆယ်မှာတော့ ော့ထရန့်ကရင်ငုံသင်းမော့တစည်းကိုပဲကနဦးတိစားဖို့လက်ခံထားတဲ့သဘောပါလီမတိုင်ခင်ကတောင်ကိုရီးယားသမရအဆက်ဆက်ကလည်းနျူကလ িয়ার ရင်ငုံသင်းမော့တွေပိုင်ဆိုင်နိုင်ရေးမျှော်လင့်ခဲ့ပေမဲ့အမေရိကန်ကသမရအသီးသီးကလည်းအဲ့ဒီကိစ္စကိုစေစုနှစ်တွေနဲ့ချင်းတောင်းလျှောက်ဆန့်ကျင်ညှင်းပယ်ခဲ့ကြတယ်လို့သိရပါတယ်ဆက်လက်ပြီးထရန့်ကိုနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုစုချင်းမြင့်ပြီးရွှေတရဖူလက်ဆောင်ပေးလိုက်တဲ့တောင်ကိုရီးယားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကိုရီးယားဆိုရဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုတစ်စိတ်တစ်ခုချီးမြှင့်မဲ့အပြင်ရွှေတရက်ဖူတစ်ခုကိုပါလက်ဆောင်ပေးလိုက်တယ်လို့သိရပါတယ်။ထရန့်ဟာသူရဲ့အာရှခီးစဉ်နောက်ဆုံးအစိတ်ပိုင်းဖြစ်အော်တိုဘာ29ရက်မှာတောင်ကိုရီးယားနိုင်ငံပူဆန်မြို့ကိုဆိုက်ရောက်လာခဲ့ပါတယ်။အဲဒီကနေမှတစ်စိတ်သူဟာဂျောင်ဂျူမြို့ကိုရဟတ်ရည်နဲ့ခီးဆက်ခဲ့ပြီးအာရှပစိဘိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အေပက်ထိပ်သီးညီလာခံတက်ရောက်မှာပါ။ တောင်ကိုရီးယားမှာရှိနေခြင်းအတော့တွင်ထရန့်ဟာတောင်ကိုရီးယားသမ္မတလီချင်းမြောင်တရုတ်သမ္မတရှီကျင်းဖင်တို့နဲ့လည်းတီးခြားစီတွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။တောင်ကိုရီးယားလေးပိုင်းတဲ့နောက်ကိုထရန့်ရဲ့သမ္မတစီးတော်လေးရင် F1 ချင်းကပ်လာချိန်မှာအမေရိကန်နဲ့တောင်ကိုရီးယားတိုက်လေရင်တွေကစောင့်ရှောက်ပြန်တန်းခဲ့ကြပြီးလေရင်စီထရန့်ရောက်လာတဲ့ချိန်မှာလည်းတနက်တွေပြက်ပေါက်ကြိုးဆိုခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတရုံးကတော့ကိုရီးယားကျွန်းဆွေငင်းချိန်ရေးအတွက်ထရန့်ရဲ့အပတ်တကုန်အထောက်ကျိုးပန်းမှုတွေကိုချီးကျူးဂုဏ်ပြုတဲ့အနေနဲ့နိုင်ငံရဲ့ မြင့်ဆုံးဂုံပြုစုဖြစ်တဲ့မူကွမ်ဟွာဂုံပြုစုကိုချီးမြှင့်သွားမယ်လို့ကြေညာထားပါတယ်။အဲဒီဆိုဟာတောင်ကိုရီးယားရဲ့အမျိုးသားတင်ကြေတာအဖြစ်သတ်မှတ်ခံရတဲ့ဘန်တမျိုးရဲ့နာမည်ကိုအစွဲပြုမဲ့ခေါ်ထားတာပါ။ထာဟာသူရဲ့ပထမချိန်သမရတက်တန်းတော်ကတောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံပြန်လည်တင်မြင့်ရေးအတွက် အထူးတလဲအထုတ်ခဲ့ပြီးမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အိုနဲ့လူချင်းတွဲဆောင်ဆွေးနွေးမှုတွေရှိခဲ့တဲ့အတွက်ဒီဆုနဲ့ထိုက်တန်နေလို့တောင်ကိုရီးယားဆိုရာကပြောပါရယ်ဒရန်ကကိုရီးယားကျွန်းဆွယ်ကိုသူရောက်ရှိနေချိန်တော့တွင်ကင်မနဲ့ထပ်တွေ့ပြီးတွေ့ကျင်သေးပါတယ်လို့ကန့်လန့်ခဲ့ပေမဲ့မြောက်ကိုရီးယားဘက်ကတော့ဘာမှမတုံ့ပြန်သေးပါဘူးတောင်ကိုရီးယားသမ္မတလီဟာ ချင်းနန်းတော်ရာတွေတော်ဝင်တင်းကျိုင်းကူတွေတရှိပြီးကမ္ဘာလက်ကြီးသွားလုပ်ငန်းဖွံ့ဖြိုးရာအကြောင်းကျူမျိုးတွေကပြတိုက်တစ်ခုမှာထရန့်ကိုလိုက်လံအိတ်ခံပြသဖို့လဲစီစဉ်ထားပါတယ်။အကြောင်းကျူဟာတောင်ကိုရီးယားရဲ့အရန်ရှိကြတဲ့ ဆိုင်လာမင်းဆက်စိုးဆန်ခဲ့ရမျိုးတော်ဟောင်းဖြစ်ပါတယ်။နောက်ပြီးတောင်ကိုရီးယားဆိုရဟာချိုမာချောင်းနန်းစင်ရွှေသားတရက်ပူရဲ့ပုံတူတစ်ခုကိုလည်း transin လက်ဆောင်ပေးဖို့စီစဉ်ထားပါတယ်။အရန်နူးစိတ်သွန်းလုထားတဲ့မူရင်းတရက်ပူကိုတော့ချောင်းကျူရဲ့ရှေးအောင်ကုသိမ့်ညိုင်တစ်ခုတည်းကနေရှာတွေ့ခဲ့တာပါ။ဒီလက်ဆောင်ရဲ့ရည်ရွယ်ချက်ကတော့ကိုရီးယားကျွန်းဆွယ်မှာအတွန်းရှည်ကြလာတဲ့ငင်းချင်ရေးမျိုးဆောင်ကျင်းပေးခဲ့တဲ့ဆိုင်လာမင်းဆက်လက်ထက်တုန်းကလိုပဲလက်ရှိကာလမှာလည်းငင်းချင်ရေးအတွက်တောင်ကိုရီးယားနဲ့အမေရိကန်ဆိုရတွေပူးပေါင်းစူးစမ်းနေတာကိုထင် င်ရက်စေဖို့ဖြစ်တယ်လို့တောင်ကိုရီးယားသမ္မတရုံးကကြေညာထားပါတယ်ဆက်လက်ပြီးဒဇာကန်အစစ်မဟုတ်သည့်အလောင်းပြန်ပေးသည့်ဖြင့်ဂါဇာကိုအစ္စရေးဘုံကျဲအနည်းဆုံး32ဦးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒေါ်နယ်ထရန့်ဂျာဝင်ကငြိမ်းချမ်းရေးပွဲစားလုပ်ခဲ့သည့်ဖြင့်အစ္စရေးနဲ့ဟာမတ်စ်တို့အပြစ်ခက်ရဲစဲခဲ့တော်လေနောက်ဆုံးအခါဟာမတ်စ်ဘက်မှဖမ်းဆီးထားရကသေဆုံးခဲ့ပြီးဖြစ်တဲ့ဒဇာကန်တို့ကိုကမ္ဘာချက်ချင်းဤ အဖွဲ့မှတဆင့်အစ္စရေးထံပြန်ခဲ့ရာစစ်မှန်သည့်အလောင်းမဟုတ်သောကြောင့်အောက်တိုဘာ28ရက်နေ့နှောင်းပိုင်းမှာစတင်ပြီးအစ္စရေးတပ်များဂါဇာရှိခွန်ယူနွတ်မြို့ကိုပုံကျဲလက်နက်ကြီးများပစ်ခတ်ရာအနည်းဆုံး31ယောက်သေဆုံးခဲ့ပါသည် ။အစ္စရေးဘက်ကငြိမ်းချမ်းရေးသဘောတူညီချက်မှာဟာမတ်စ်တို့ဘက်မှတည်ဆုံခဲ့ပြီးဖြစ်သောအစ္စရေးတစားကန်အလောင်းအလုံးပြန်ပို့ပေးရမည်ဟုပါရှိတော်လဲယခုထိအလောင်း73လောင်းပြန်ပို့ရန်ကြမ်းရှိနေသေးပြီးနောက်ဆုံးပို့လိုက်တဲ့အလောင်းဟာ2023ခုနှစ်အောက်တိုဘာ9ရက်ကဟာမတ်စ်တို့အစ္စရေးဘက်ကိုကျူးကျော်ကလူတထောင်ကျော်တပ်ဖြတ်ခဲ့စဉ်ကခေါ်သွားတဲ့အိုဖီယာတီဇာဇာတီဆိုသူတီဇာဖာတီဆိုသူအလောင်းဟုဆိုခဲ့ပါတယ်။သို့သောအစ္စရေးဘက်က2023ခုနှစ်နိုဝင်ဘာလကတည်းက တီဇာဖာတီရဲ့လောင်းကိုရှာတွေ့ခဲ့ပြီးမိသားစုမှမြုပ်နယ်ခဲ့ပြီးဖြစ်က2024မတ်လမှာအလောင်းပိုင်းစာများထပ်မံရရှိသေးသဖြင့်မိသားစုသည်အုတ်ဂူကိုနှစ်ခါဖွင့်ခဲ့ရပြီးဖြစ်ကြောင်းယခု၃ချိန်မြောက်ထပ်ဖွင့်ရမည့်အနေအထားဖြစ်ကစစ်မှန်သည့်အလောင်းမဟုတ်သဖြင့်တစ္ဆာပေါက်ခြင်းလှည့်ပြားခြင်းကြောင့်သဘောတူညီချက်ကိုချိုးဖောက်သဖြင့်ကြီးမားသည့်လက်စားချေမှုခံရမည်ဟုအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဆိုကအပြင်းထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်ငြိမ်းချမ်းရေးသဘောတူညီချက်အရအဝါရောက်စည်းတို့အစ္စရေးတပ်များဆုတ်ခွာပေးတော်လဲယခုလို လိန်တပတ်ဖြင့်သစ္စာပြည့်ရင်းသဖြင့်ပြန်လည်ရှိတိုးပြီးထိုးစစ်ထက်ဆင်ရလဲရှိသည်ဟုနေတန်ယာဟုကထုတ်ပြန်ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။ခုလိုစိတ်ဝင်စားပွဲနိုင်ငံတကာသတင်းတွေနားဆင်ရဖို့အတွက်ကျမတို့ရဲ့ Dotstar Channel လေးကို Like and Subscribe လုပ်ပေးကြပါဦးရှင်။အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။